ညမှောင်မှောင်ကောင်းကင်ပြင်ထက်မိဘုံပြန်လေးတွေပြန်တက်သွားတဲ့အခါမှောင်မိုက်နေတဲ့ကောင်းကင်ပြင်ဟာတစ်ဖြက်ဖြက်တောက်ပလို့လာပါတယ်မီးဘုံပြန်တွေကောင်းကင်ပေါ်မှာမြင့်တဲ့မြင့်လာတဲ့အခါမီးရှုမီးပန်းအလှတွေဝေဟင်မှာစုံညီလို့ကမြူးကြပါတော့တယ် ညာကောင်းခင်ရဲ့အလှတရားတွေကလူတွေရဲ့စိတ်ကိုဖန်ဆာနိုင်လွန်းလှပါတယ်ကောင်းခင်ပြင်ကြီးမှာ ရောင်စုံမီးအလင်းရောင်တွေနဲ့လှပတဲ့အချိန်အခါတကြောပြန်ရောက်လာခဲ့ပြန်ပါပြီပုံတရံရောင်စုံရှိလာတဲ့မီးဘုံပြန်ကြီးတွေကိုတလုံးပြီးတလုံးလှုပ်တင်နေကြတဲ့ ရောင်စုံအလှတရားတွေကိုတောင်ကြီးတဆောင်နိုင်ပွဲတော်မှာသာဆုံဆုံလင်းလင်းမြင်တွေ့ကြရတာပါမိုင်းစုံခါလို့နှုတ်ဆက်ကြတဲ့မော်ရှမ်းတို့နေမြေမှာလှပထင်ရှားတဲ့နေရာတွေ များစွာ ရှိသလိုထင်ရှားကြော်ကြတဲ့ရိုးရာပွဲတော်တွေလည်းများစွာရှိကြပါတယ်။ င်ကြီးတစ်တောင်တိုင်းမြုံပြန်ပွဲကတော့ကဘာကျော်တဲ့ပွဲတော်ဖြစ်ပါတယ်ခုဆိုရင်2025ခုနှစ်ရဲ့တောင်ကြီးတစောင်တိုင်းရိုးရမီဘုတ်ပြန်ပြိုင်ပွဲကိုကျင်းပမဲ့နေ့ရက်တွေလည်းနှီးလာပြီဖြစ်ပါတယ်။အယုတ်ခြေနဲ့ချောင်းအယုတ်ခြေလေးချောင်းမီဘုတ်ပြန်တွေညမီကြီးမီဘုတ်ပြန်တွေစိတ်နှပံမီဘုတ်ပြန်တွေ အဆရှိတဲ့မျိုးပြန်မျိုးစုံဟာကောင်းကင်ပေါ်မှာ အလှမျိုးစုံကိုဖန်တီးကြပါတယ်တောင်ကြီးတောင်တိုင်းမိဘုံပြန်ပွဲတော်ဟာ1942ခုနှစ်ကနေအစပြုခဲ့ပြီး1950ကျော်မှာပွဲအဖြစ်စီကားတက်မြိုက်စွာကျင်းပလာခဲ့ကြတာပါ ဒီကာလတွေတုန်းကမိပန်းတွေဖြောက်ဦးတွေနဲ့မိပန်းချောင်းကလေးတွေပြုလုပ်ပြီးကောင်းခင်ဘော်ကလှလှပပကြာဆင်းလာဖို့စတင်ပြုလုပ်ကြတယ်လို့သိရပါတယ်။တစောင်းတိုင်းမြို့မြန်ပွဲတော်နဲ့ပြိုင်ပွဲတွေဟာ တောင်ကြီးမြို့ရဲ့ဒေသပုံရိပ်အဖြစ်နဲ့နိုင်ငံတကာမှာလည်းထင်ပေါ်ကျော်ကြားပါတယ်။တောင်ကြီးတောင်တိုင်းပွဲတော်ကို ဒေသခံတိုင်းရင်းသားတွေသာမကပဲမြေပြန့်ဒေသကလူတွေလည်းတကူးတကလာရောက်လည်ပတ်ကြပါတယ်ပွဲတော်ရဲ့ကာလမှာအနေနဲ့ရရက်ကလာရောက်လေပတ်သူတွေဟာတစောင်းတိုင်းမိဘုံပြန်ပွဲတော်မှာပါဝင်ဆင်နွှဲကြသလိုတောင်ကြီးမြို့ကအထင်ကြီးဖျားစီတီတွေစီလဲသွားရောက်လေပတ်ကြပါသေးတယ် ဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့တိုင်းရင်းသားလူမျိုးတွေဟာမြတ်စွာဘုရားရှင်ကိုယီမန်းပူတော်ကြရာကန်နေမိဘုံမြန်ပွဲတော်တွေပေါ်ပေါက်လာတာဖြစ်ပါတယ်။တောင်ကြီးတောင်တိုင်းမိဘုံမြန်ပွဲတော်ကိုနှစ်စဉ်အဝေးရာကုန်းတာရာမိဘုံမြန်ကွင်းမှာကျင်းပလေရှိကြပါတယ်။တောင်ကြီးတောင်တိုင်းမြို့ပြန်ပွဲတော်ကာလမှာနေရောညပါ မိဘုံပြန်ပြိုင်ပွဲတွေကျင်းပကြပါတယ်အတင်းဖွဲလိုက်ဖန်တီးထားတဲ့မီးဝုန်းပြန်ကြီးတွေကောင်းငင်ပေါ်တက်သွားရင်ဝမ်းမြောက်စွာနဲ့ကခုန်ကြတဲ့ပျော်ရွှင်မှုတွေကိုမြင်တွေ့ကြရမှာပါနေကင်းဘက်မှာဆင်ရုပ်ငှက်ရုပ်ကြက်ရုပ်အစရှိတဲ့တိရိစ္ဆာန်အယုတ်မျိုးစုံမီးဝုန်းပြန်တွေကိုပြိုင်ပွဲဝင်အတင်းလိုက် လွတ်တင်ကြတာပျော်စရာကောင်းပါတယ်ညာကမှာရောင်းဆုံးညာမီးကြီးနဲ့စိတ်နှပန်မီးဘုံပြန်တွေလွတ်တင်ကြပါတယ်မီးဘုံပြန်ပေါ်မှာဖန်တီးထားတဲ့ရုပ်ပုံပကြီးတွေကလည်းအလွန်ပဲလက်ရမြောက်လာပါတယ်မီးဘုံပြန်ကြီးက ကောင်းငင်ပေါ်တဖြည်းဖြည်းတက်သွားပြီးအမြင့်ရောက်သွားတဲ့အခါမီးရှူမီပန်းရောင်သုံးတွေဖြာကျတဲ့အလှကရင်သက်ရှူမောပွဲကောင်းလာပါတယ်စိန်နပံမြို့ပြန်ဆိုတာက စိန်ကို နားမှာပန်ထားတယ်လို့မြို့ပြန်ကြီးမှာမြို့ပြန်ငယ်လေးတွေနဲ့အလှဆင်ထားတာကိုဆိုလိုတာပါ မီးဘုံအသေးလေးတွေနဲ့တရုတ်ဖော်ပုံအမျိုးမျိုးအလှဆင်ထားတဲ့မီးဘုံပြန်အမျိုးအစားဖြစ်ပါတယ်။ညမီးကြီးမီးဘုံပြန်ကတော့ရမ်းနဲ့ဖန်တီးပြုလုပ်ထားတာ ဖြစ်ပြီးမီးရှူမီးပန်အလှတွေဘလောက်ဆုံးလင်းနေဆိုတာဖော်ညွှန်းတာဖြစ်ပါတယ်။မီးဘုံမြန်ပြိုင်ပွဲတွေကျင်းပတဲ့ကာလမှာဆိုရင်နေ့ခါမှာရောင်စုံအယုတ်တွေကောင်းကင်ပေါ်မှာပြန်တန်းနေတယ်လို့ ညအခါမှာလေကြေတာယာရီနဲ့အပြိုင်မိအောင်ဆုံးအလှတွေကိုမြင်တွေ့ရတာပါမိဘုံမြန်ကြီးကောင်းဟင်ဘော်ကို အောင်မြင်စွာလွတ်တင်နိုင်ဖို့မလွယ်ကူပါဘူးပြိုင်ပွဲဝင်အသင်းတွေဟာအချိန်ယူပြီးပပောင်းဆောင်ကတော်တော်လေးကျူးသားကြရပါတယ် မိဘုံပြန်စတင်လှုပ်တင်တဲ့အခါမိဘုံပြန်ကြီးပြတ်မကျအောင်ဂယူးဆက်ရပါတယ်ကြည့်ရှုနေကြတဲ့ပရိသတ်တွေကလည်းကောင်းငင်ပေါ်မရောက်မချင်းရင်တမမနဲ့အားပေးကြပါတယ်။တောင်ကြီးတဲဆောင်တိုင်းမိဘုံပြန်ပွဲတော်ဟာရိုးရအမွေအနှစ်အဖြစ်နဲ့မျိုးဆက်တစ်တွေကခရက်ဆက်ဆက်လက်ဆင့်ကမ်းထိမ့်သိမ်းလာခဲ့ကြတာဖြစ်ပါတယ်။ ခုဆိုရင်ဒေတာတစ်ခုရဲ့အမွေအနှစ်ပုံရိပ်တစ်ခုအဖြစ်တည်ရှိနေတဲ့တောင်ကြီးတစ်တောင်တိုင်းမိဘုံပြန်ပွဲတော်ကိုကမ္ဘာအမွေအနှစ်စည်ရင်းဝင်အဖြစ်တင်သွင်းမှုလည်းကြိုးစားနေကြပြီဖြစ်ပါတယ်မြန်မာပြည်ရဲ့ရိုးရာအမွေအနှစ်တွေများစွာထဲမှာတောင်ကြီးမြို့ရဲ့အထင်ကြီးပွဲတော်ဖြစ်တဲ့တစ်တောင်တိုင်းမိဘုံပြန်ပွဲတော်ဟာတစ်နှစ်တခါမယိုးတဲ့အလှတရားတွေနဲ့ပေါ်ကျူးလျက်ရှိနေပါတော့လေ